Tesla ကုမ္ပဏီနဲ့ရရှိခဲ့တဲ့လောက်ခခန်းစားခွင့်သဘောတူညီမှုအသည်းဟာလက်ရှိကမ္ဘာအချမ်းသာဆုံးတစ်ထည်ကြီး Elon Musk ကို trillion တဦးဖြစ်ဖို့ပိုပြီးနှိစက်လာစေပါတယ်။ Tesla လျှက်စက်ကားကုမ္ပဏီဟာ Elon Musk ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးအကျိုးခန်းစားခွင့်ဒေါ်လာ1 trillion ထိပေးချေဖို့နိုဝင်ဘာလ6ရက်နေ့မှာရှယ်ယာရှင်တွေကမဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ်အဓိကအချက်ကတော့သူဟာလာမယ့်10နှစ်တာအတွင်းတက်စလာရဲ့ဈေးကွက်တန်ဖိုးကိုလက်ရှိဒေါ်လာ1.4ထရီလီယံရှိနေရကနေဒေါ်လာ8.5ထရီလီယံထိမြင့်တင်ရမှာဖြစ်ပြီး Mac အတွက်ပေးချေရမယ့်ဒေါ်လာ1ထရီလီယံကိုလည်းတစ်လုံးတစ်ခဲတည်းလွှဲပြောင်းပြီးမှာမဟုတ်ပင်10နှစ်တာအတွင်း12တောက်လောက်ခွဲပြီးပေးအပ်မှာဖြစ်ပါတယ် Tesla ကုမ္ပဏီနေနဲ့ Elon Musk အတွက်ဒေါ်လာ1 trillion လောက်ခခန်းစားခွင့်လို့သတ်မှတ်ထားပေမယ့် မက်ဘတ်ကပြန်ပြီးပေးရမှာတွင်နှုတ်ယူခံရမှာတွင်ကိုပါထိတ်တွက်ရင်တော့ဒေါ်လာ888ဘီလီယံလောက်သာဖြစ်လိမ့်မယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။အီလွန်မက်ကြွယ်ဝမှုကယခုချိန်မှာတော့ဒေါ်လာ461ဘီလီယံလောက်တန်ဖိုးရှိတဲ့ Tesla ရှယ်ယာ12.5ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသလိုစုစုပေါင်းကြွယ်ဝမှုတန်ဖိုးဒေါ်လာ900ဘီလီယံနီးပါးလောက်ရှိနေပါတယ်။အသေးသတ်မှတ်လိုက်တဲ့လောက်ခခန်းစားခွင့်နဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့မက်ခါကမ္ဘာတပိုင်းမှာပထမဆုံးထရီလီယံအဖြစ်လာမယ့်ဆယ်စုနှစ်မှာရပ်တည်လာနိုင်တော့မှာလည်းဖြစ်ပါတယ်။သူဟာနစ်ဆန်မိုင်းနှုန်းကအမေရိကန်သမ္မတတော်နီထရန့်ရဲ့အစိုးရထဲမှာပါဝင်အလုပ်လုပ်ခဲ့သလိုလူကြိုက်နည်းမဲ့ဆုံးဖြတ်ချက်တချို့ကိုလည်းချမှတ်ခဲ့တာကြောင့် Tesla ရဲ့ရှယ်ယာတွေကျဆင်းခဲ့ပါတယ်။